နောက်ဆုံးမြို့ပတ်ရထားကြီးကအော်အော်ရှိကြီးကိုဆွဲပြီးတဲ့နောက်ဘူရာအတွင်းကိုဝင်ခဲ့ပါတယ်။ယခုရက်တဲ့ဘူရာဟာမင်္ဂလာတုံဈေးဘူရာဖြစ်ပါတယ်။ကြောက်ရည်တွင်ကနေထွက်လာတဲ့နောက်ဆုံးရထားဟာအင်းစိန်ဘူရာကိုညအိပ်ရန်အတွက်နောက်ဆုံးအချိန်ထွက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။အချိန်ကတော့ည9နာရီခန့်ဖြစ်ပါတယ်။နောက်ဆုံးရထားဖြစ်တော့ထုံးစံအတိုင်းပဲလူတော့သိပ်မပါတော့ပါဘူး။အချို့တွဲတွေကဗလာတွဲများဖြစ်နေပါတယ်။ မိန်ကလေးများနဲ့အချို့လူတွေကတော့လုံုံရေးအတွက်ရဲပါတဲ့နောက်ဆုံးရထားထဲမှာတွားရောက်စီးနင်းကြလိမ့်ရှိပါတယ်။ဥအောင်မြင့်ကရထားဝန်ထမ်းဖြစ်ပါတယ်။လက်မစစ်စေးရတဲ့အလုပ်ကိုလုပ်ကင်ပါတယ်။များသောအားဖြင့်တော့နောက်ဆုံးရထားထွက်ပြီးပါကဘူရာများပိတ်ကြလိမ့်ရှိတဲ့အခါနောက်ဆုံးရထားစီးသူအချို့ဟာလက်မဝယ်လေးမရှိကြပါဘူး။ယခုလည်းမင်္ဂလာတို့ဈေးဘူရာမှာရထားရက်လိုက်ပြီးတော့လူ၃၄ယောက်ခန့်ဟာတက်လာတာကိုမြင်ရတာမို့လက်မစစ်ရန်အတွက်ရထားကောင်းတွဲမှနေပြီးတော့ဒရဲချင်းစီကူးလာခဲ့ပြီးတော့လက်မှတ်များကိုလိုက်စစ်ရပါတယ်။ နောက်ဆုံးရထားမှုလို့လူရှင်းတွေကအချို့တွဲတွေကလူ၃လျောက်ခန့်သာပါပြီးတော့အများစုဟာတငယ်ချင်းအသိမိတ်ဆွေတွေဖြစ်ကတယောက်နဲ့တယောက်လည်းစကားပြောဆိုနေကြပါတယ်။တရဲချင်းလက်မဆစ်ရင်နဲ့ငါးရဲမြောက်တွဲပေါ်ကိုရောက်တဲ့အခါမှာတော့ထိုတွဲမှာလူတယောက်မှရှိမနေခဲ့ပါဘူး။ဥအောင်မြင်လဲလေကလေးတချွန်ချွန်နဲ့တွဲအတိုင်းဆက်လျှောက်လာခဲ့ပါတယ်။၆တွဲမြောက်ကိုကူးမယ်လို့အလုပ်မှာတော့စိတ်ထဲအနောက်ကိုလဲကြည့်ခြင်းစိတ်ဖြစ်လာတာကြောင့်အမတ်မထင်လဲကြည့်လိုက်မိပါတယ်။အဲဒီအခါမှာပဲထိုတွဲရဲ့တစ်ဖက်စွန်းမှာမိသားစုတစုထိုင်နေတာကိုတွေ့ရပါတယ်။ ဦးအောင်မြင့်တယောက်လည်းစိတ်ထဲမှာထူးဆန်းသွားခဲ့ပါတယ်။ခုနကအရင်နာကနေဖျက်လျှောက်လာတာပဲ။သူတို့ကိုငါမတွေ့ပါဘူး။တမန်လူဆိုရင်တခုခုကိုစဉ်းစားမိမှဖြစ်ပေမဲ့လည်းဦးအောင်မြင့်ကတော့ကရင်လည်းဖြစ်တရေတစီစသည်တို့ကိုလည်းအယုံကြည်မရှိတာကြောင့်ကြောက်လည်းမကြောက်တတ်တဲ့သူမလို့ထိုမိသားစုထံကိုလက်မဆင့်ရန်ထွက်လာခဲ့ပါတယ်။အရင်မိသားစုမှာအဖေဖြစ်သူက၄တောင်မျက်မှန်ကိုဇီးအောင်ပြေးလေးပါတဲ့မျက်မှန်တတ်ထားပြီးတော့စပုတ်ရက်အစင်းတထဲနဲ့အောက်ကလုံကြီးတထဲကိုဝစ်ဆင်ထားပါတယ်။အဝတ်စားတွေကခမိုင်းမိုင်းသာဖြစ်ပါတယ်။ အမေဖြစ်မဲ့လို့ယူဆရတဲ့မိမကအနေငယ်ဝှဖိုက်ပြီးတော့ပန်းမွေများပါတဲ့လက်ပြက်အင်ကြီးနဲ့ထမိန်ကိုဝစ်ဆင်ထားပါတယ်။သူတို့ရဲ့သားကလေးတွေကတော့အသက်12နှစ်နဲ့73နှစ်ဝန်းကျင်ဖြစ်မဲ့ထင်ရပြီးတော့ဘောင်းမီတူကလေးတွေနဲ့စပုတ်ရက်တထည်စီကိုဝစ်ဆင်ထားကသမီးဖြစ်သူကတော့10နှစ်ရွယ်ကန်ဖြစ်ကအဝါရောင်လိုလိုအဖြူရောင်လိုလိုဂါဝင်ကိုဝစ်ဆင်ထားပါတယ်။တမိသားစုလုံးဝစ်ဆင်ထားတဲ့အဝတ်အစားတွေကဟောင်းနှွမ်းနေပြီးတော့သူတို့ကလက်ဆွဲချင်းနဲ့ဖြာတွေနဲ့ ထမင်းညိုင်တွေကိုလည်းကင်ထားတာကိုကြည်ချင်းအားဖြင့်တနေရာရာမှပြန်လာကြပုံရပါတယ်ပို့ပြီးတော့ထူးဆန်းတာကတော့သူတို့ဝတ်ဆင်ထားတဲ့အဝတ်အစားဒီဇိုင်းတွေဖြစ်ပါတယ်အဲဒီလိုမျိုးမျက်မှန်အဲဒီလိုအဝတ်အစားတွေဟာဥအောင်မြင့်တို့ငယ်စဉ်ကခေတ်စားခဲ့တဲ့1990ဝန်းကျင်ခန့်ကအဝတ်အစားတွေဖြစ်နေတာပါဥအောင်မြင့်လည်းထုံမီသားစုနာကိုရှောက်လာခဲ့လိုက်ပါတယ်အရိခါမှာပဲအင်ကြီးအိတ်ကက်အတွင်းမှာထည့်ထားတဲ့ဘောပင်ဟာအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဘောပင်ချိတ်ရန်ဂွင်းကလေးများပါတဲ့အင်ကြီးဖြစ်ပေမဲ့လည်းဘောပင်ပြုတ်ကျသွားတာကတော့ထူးဆန်းနေပါတယ်။ ဦးအောင်မြင့်တယောက်လည်းဘောဘင်ကိုကုန်းကောက်လိုက်ပြီးတော့အင်ကြီးအိတ်ထဲကိုတေချာပြန်တက်လိုက်ကအဲ့ဒီမိသားစုကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့တယောက်မှရှိမနေကြတော့ပါဘူး။ဟာဘဲရောက်သွားလဲဟာယထာကြီးကတရွေ့ရွေ့နဲ့ခုံမောင်းနေစေဖြစ်တဲ့အခါမှာယထာပေါ်မှာခုံစင်းသွားတာလည်းမဖြစ်နိုင်ပါဘူး။ခုံစင်းရအောင်ကလည်းယောက်ျားသားများမဟုတ်ဘဲနဲ့မိသားစုလိုက်ကြီးဖြစ်နေရပါ။အဲ့ဒီအခါကျမှဦးအောင်မြင့်ကတဆေတရေများလားဆိုပြီးတော့အနေငယ်ကြောက်စိတ်ဝင်လာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ6တွဲမြောက်ကိုသွားရင်ပြန်လဲလိုက်စင်ပါပဲအရိမိသားစုက6တွဲမြောက်ကိုသွားမဲ့လမ်းဆုံထိုင်ကုန်တနေရာမှာထိုင်နေကြပါတယ်သူ့ကိုလည်းတွေ့ရင်မတူပါဘူးအချင်းချင်းစကားပြောဆိုနေကြတာပါကလေးငယ်နှစ်ယောက်ကတယောက်နဲ့တယောက်ကြည်စေရင်းနဲ့ရေမောနေကြပါတယ်တရေလားနန္နာဘာဝလားတော့ဥအောင်မြင်တိလိုက်ပြီးဖြစ်ရရှေ့သွားရနုံနုံနောက်ဆုတ်ရနုံနုံနဲ့ဖြစ်နေပါတယ်ကြိုက်ကလဲဘူးတာကိုမရောက်မီမှာပဲကာလန်ဂုံညော်တရာတခုရှိပါတယ်ရထားကထူတရာအောက်ကနေဖြတ်သွားရပါတယ် ယခုလေသူတို့ယထာကြီးကအဲ့ဒီဂုံညော်တရားကိုဖျက်သန်းသွားရာပတ်ဝန်းကျင်ဟာမှောင်ကျသွားပါတော့တယ်ယထာပေါ်မှာထွန်းထားတဲ့မီးကြောင်းတွေကလည်းလျှက်တစ်ပြက်ဆိုသလိုတစ်ဖြက်ဖြက်နဲ့ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပါတယ်ဥောင်မြင့်ကတော့အဲ့ဒီနေရာကနေတလန်းမှမခွာရသေးဘဲနဲ့ကြောင်ပြီးတော့ရက်နေပါတယ်သို့တော်လည်းထူးဆန်းပါတယ်မီးတစ်ချက်တစ်ချက်ဖျက်ခနဲပြတ်သွားလိုက်တိုင်းမှာအဲ့ဒီမိသားစုကသူ့နဲ့နီးကပ်လာတာပါပတ်ဝန်းကျင်ကလည်းအမှောင်ကျနေရမီးကြောင်းတစ်ချက်တစ်ချက်တစ်စက္ကန့်ပဲမရှိအောင်ပိတ်သွားတိုင်းယထာပေါ်မှာလုံးဝအမှောင်ကျသွားပြီးတော့ပြန်လင်းလာတဲ့အခါမှာတော့ အရင်မိသားစုကသူနဲ့တဖြည်းဖြည်းနီးကပ်လာပါပြီဖြစ်စဉ်ကတော့ခဏကလေးဖြစ်ပေမဲ့လည်းအချိန်ကြာကြီးလို့ဥအောင်မြင့်စိတ်ထဲမှာထင်နေရပါတယ်မိเจ้าဆယ်ကခန့်မိလိုက်လင်းလိုက်ဖြစ်နေတဲ့အခါမှာတော့ထိုမိသားစုဟာသူ့နားမှာဆယ်ဘီခန့်အကွာတော်ရောက်နေပြီဖြစ်ရဥအောင်မြင့်တယောက်လည်းဘာမှမပြောနိုင်တော့ဘဲနဲ့ကြက်သေးသေးနေပါတယ်ဂုံတရာအောက်ကိုဖြတ်ပြီးတဲ့အချိန်မှာတော့ယထာဟာပြန်လဲလင်းချင်းသွားပြီးတော့မိလည်းမိလိုက်လင်းလိုက်မဖြစ်တော့ပါဘူးတို့ပေမဲ့လည်းထိုမိသားစုကထိုင်နေပါသေးတယ် အရိခာမှာထိုမိသားစုရဲ့အဖေဖြစ်သူယောက်ျားကသူ့ကိုလှဲကြည့်လိုက်ပြီးတော့စူးစူးရဲရဲမျက်လုံးတွေနဲ့စိုက်ကြည့်နေပါတယ်။ဥအောင်မြင့်ဘုရားမှာတခါမှမကြုံမှုတဲ့စက်သိန်းတွေထလာခဲ့ပါတယ်။သူတကူလုံးမှရှိတဲ့လက်မွေးတွေခေါင်းမွေးတွေအားလုံးကလည်းဖြောင်ဖြောင်တန်းတန်းကြီးထောင်တက်နေတယ်လို့ခံစားရပြီးတော့တကူလုံးလည်းကြောရိုးထဲမှာစိတ်ပြီးတော့အေးဆက်လာကတစ်ချက်တစ်ချက်မှာတုံတက်သွားပါတယ်။ဥအောင်မြင့်ကပြေးဖို့တတိရလိုက်ပြီးမလို့လဲထွက်ပြေးရန်ကြိုးစားလိုက်ပေမဲ့စိတ်သွားတိုင်းတော့ကိုကမပါတော့ပါဘူး။သူတကူလုံးကိုသူထိန်းချုပ်လို့လည်းမရတော့ပါဘူး။ စိတ်ကပြေးကျင်ပေမဲ့လည်းကိုလုံးကြီးကတော့လုံမရပဲနဲ့ရက်တက်နေပါတယ်။အဲဒီယောက်ျားကသူ့ကိုမြင်တဲ့အခါမှာပြုံးပြလိုက်ပါတယ်။သို့တော်လည်းသူ့ပါဇက်မှာတော့တွားတစ်ချောင်းမှပါမနေပါဘူး။မဲမဲကြီးသာမြင်နေရပါတယ်။ပါဇက်ကြီးကလည်းပြင်းလန်နေပါတယ်။အဲဒီယောက်ျားကြီးကပြုံးပြတော့ကြံတဲ့အမျိုးသမီးနဲ့ကလေးငယ်တွေကလည်းသူ့ကိုလဲကြည့်ပြီးတော့ပြုံးပြကြပါတယ်။အဲဒီအပြုံးတွေကချစ်ခင်နှစ်လိုပဲတစ်စက်မှမရှိပဲနဲ့အလွန်ကြောက်စရာကောင်းလာတဲ့အပြုံးတွေဖြစ်နေပါတယ်။ထိုသူတွေပါဇက်ထဲမှာလည်းဘာမှမပါပဲနဲ့အနဲ့ရောင်ပြောင်ကြီးသာမြင်နေရတဲ့အခါ ကိုအောင်မြင့်တရားဘောင်းမီတွင်ကိုစီးများပဲပေါက်ချမိလိုက်ပါတော့တယ်။ဥအောင်မြင့်စီးသွားထားတာကိုကလေးနှစ်ယောက်ကမြင်တော့ရေမောကြပါတယ်။ဥအောင်မြင့်တရားတေးထွက်ကြတာကိုကလေးနှစ်ယောက်ကမြင်တော့ရေမောကြပါတယ်။သူတို့ရေတန်တွေကလည်းတာမန်ရေတန်တွေမျိုးမဟုတ်ဘဲနဲ့အတန်သေးသေးကလေးတွေနဲ့ခရာမုတ်တလူမျိုးတစီစီနဲ့မြည်တဲ့အတန်တွေနဲ့ရေမောနေကြခြင်းဖြစ်ပါတယ်။ဥအောင်မြင့်တရားကတော့မလုံမရှက်နိုင်ဖြစ်နေသည်ကိုသူတို့ကသဘောကျနေကြပါတယ်။မကြခင်မှာပဲကောင်လေးကသူ့ကောင်းကိုအနောက်ဘက်ကိုလှည့်ပြီးတော့တပတ်လှည့်ပြလိုက်ပြန်ပါတယ်။ ကလေးမလေးကလည်းမတရက်နေနဲ့သူ့လက်တွေကရှည်ထွက်လာပြီးတော့ရထားကျမ်းပြင်နဲ့ထိသွားပါတယ်။အဲဒီလက်ကြီးကိုနောက်လက်တစ်ဖက်ကနေကောက်ကင်လိုက်တော့ရှည်ထွက်သွားတဲ့လက်ကြီးဟာမုံစိမ်းမောင်းလို့တုံ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 နဲ့ပြောင်ကျော်ကျော်ကြီးဖြစ်နေပြန်ပါတယ်။ဥအောင်မြင့်တရားမျက်လုံးများမိတ်ရန်ကြိုးစားပေမဲ့လည်းမျက်ခွန်များဟာပိတ်လို့မရပါဘူး။ရထားကအော်အော်ဆွဲလိုက်ပြီးတဲ့နောက်မှာတော့ကြိုက်ကလေးဘူရာကိုဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။အဲဒီခါမှာထုံမီသားစုက မတရက်လိုက်ကြပြီးတဲ့နောက်မှာတော့ရထားကျမ်းပြင်ပေါ်ကိုတဖြည်းဖြည်းနှိမ့်ဝင်သွားကပျောက်ကွယ်သွားကြပါတော့တယ်။ နောက်ဆုံးလည်းသူ့ကိုပြုံးပြခဲ့ကြပါသေးတယ်။ခဏလောက်ကြာမှတော့သူလည်းသတိပြန်ကတ်လာပါတယ်။လှုပ်ရှား၍လည်းရလာခဲ့ပါတယ်။အရိခါမှာတော့ယထာနောက်ဆုံးတွဲကိုအာဂုံတုံးပြီးတော့ပြေးလာခဲ့လိုက်ပါတယ်။ဘောင်းမီအတွင်မှာသေးတွေထွက်ကြထားတဲ့ဥအောင်မြင့်ကိုနောက်ဆုံးတွဲကလူတွေတွေ့တော့ထူးဆန်းလျက်ရှိနေကြပါတယ်။ဥအောင်မြင့်တယောက်ကလည်းလူတွေကိုမြင်တော့မှထိုင်ကုန်တစ်ခုမှထိုင်ချလိုက်ပြီးတဲ့နောက်ခွေကျသွားပါတော့တယ်။မင်းဟာလည်းအစမ်းကြီးပါလားကွာ။ဥအောင်မြင့်ဖျားနေသည်မှာနှစ်ရက်ခန့်ရှိပြီဖြစ်တာကြောင့် ဝင်နှဲအိမ်ယာတွေကလုပ်ဖို့ကင်ဘက်တွေကတရင်လာမေးကြတာပါဥအောင်မြင့်တယောက်လည်းဖြစ်ချောင်းကုံစင်ကိုလာသမျှလူကိုသာပြောပြနေရပါတယ်တရဲသစီမကြောက်တတ်တဲ့ဥအောင်မြင့်ဟာအိမ်ထဲမှာနေရင်ညဘက်ရောက်ရင်အလိုလို ထိတ်လန့်နေမိပါတယ်ယခုလည်းအလုံးမပြန်လာတဲ့လုပ်ဖို့ကင်ဘက်တချို့ကသူ့ကိုတရင်ဝင်မေးနေကြခြင်းဖြစ်ပါတယ်စမ်းနာမှာတအားစမ်းနာဗျာကြုတ်ပြီးအခုထိတော့မယုံနိုင်သေးဘူးအင်းအဲ့ဒီမိသားစုနဲ့ပတ်သက်လို့တော့အရင်ကလည်းဝန်ထမ်းနေကြတဲ့ခရီးသည်တွေကြားထဲမှာဇလန်းလေးတွေရှိခဲ့တယ်ကွာဟုတ်လား ဒါဆိုဘာကြီးသိလို့ရှိရင် ပြောပြပါအောင်ဗျာအေးကွာငါသိတဲ့လောက်ကတော့1990ကျော်နှစ်တစ်နှစ်ကလို့ပဲထင်တယ်ဘ ਹੁ နိုင်ငံရေးယထာလန်ကူတရားမှာပဲပကူပျော်ဝဲစားထွက်လာတဲ့မိသားစုတစုဟိုင်းလက်ကားမောက်ပြီးတော့တမိသားစုလုံးတည်ခဲ့ကြတယ်လို့တော့ကြားဘူးတယ်ကွာနောက်ပြီးတော့အဲ့ဒီမိသားစုကလည်းမကျွတ်မလွတ်ဘူးနဲ့ထင်ပါရဲ့ကွာတခါတခါမြင်ရလေးရှိတယ်တဲ့ဒါဆိုဟုတ်မယ်ဘာကြီးကကျွန်တော်မြင်ခဲ့တာလေအဲ့ဒီလိုမျိုးပဲ သူတို့ကအထုပ်တွေအပိုးတွေနဲ့ဝက်ကောင်းစားလာတွေဝတ်ထားတဲ့ပုံစံမျိုးပဲဗျာနောက်ပြီးတော့အင်ကြီးတွေကလည်းရှေးကျနေတယ်လို့ကျွန်တော်ကထင်နေတာအဲ့ဒါကြောင့်ဟိုအရိယထာလန်ဂုံးကျော်တရာအမြင့်မတော်တဆဖြစ်တာကွာကားမောက်ရင်မောက်တယ်မဟုတ်ရင်လည်းလူတိုက်မိတယ်နောက်ပြီးတော့အရှိန်မထိန်နိုင်မဲနဲ့ဂုံးတရာဘောကနေအောက်ကိုကျသွားတဲ့ကားတွေတောင်ရှိတယ်ကွာဒိုးဝင်နှန်းနေတယ်မှာလည်းကြုံမှုသူတွေရှိတယ်ဒါပေမဲ့မင်းတော့တော့အနီးကမကြုံကြဘူးပေါ့ကွာမတင်ငါဘူးဆိုတာနဲ့လေပြေးတာပဲငါလူကြီးမင်းကတေးထွက်တာပဲတော်သေးတာကွာ တချို့ဆိုအလောက်ကထွက်တဲ့သူတောင်ရှိတယ်ဟုတ်လားဘာကြီးရဲ့ကျွန်တော်လည်းမကြားမိပါလားဗျာအေးဖြစ်တာပေါ့ကွာကြာခဲ့ပြီကွာမင်းသိချင်လို့ရှင်ငါပြောပြမယ်2008ခုနှစ်ခန့်ကဖြစ်ပါတယ်ဦးသက်ဟာဘူရာမာတာဝန်ကျတဲ့ဝန်ထမ်းလည်းဖြစ်ပါတယ်သူတာဝန်ကျတာကလည်းကြိုက်ကလက်ဘူရာမာဖြစ်ပါတယ်ယုံမှလက်မှတ်ရောင်းတဲ့အခါလဲကုရောက်ပေးရတတ်ပါတယ်အရင်ညကစောင်းတညပါရာဒီဥရုကစောင်းလေဒီဇင်မှာမလို့အေးဆက်နေခဲ့ပါတယ်နောက်ဆုံးရထားဖြတ်တန်းသွားတော့မှဖြစ်တာကြောင့်ဘူရာယုံကိုတော့မပိတ်ရသေးပါဘူး ယထာစီးမဲ့သူတွေလည်းမရှိတာကြောင့်ခွေးလေခွေးလေတွေကယထာပူရာမှာရှိတဲ့ခုံနှန်းကလေးတွေပေါ်မှာအိပ်ဖို့နေရယူနေကြပါတယ်အဲဒီခါမှာပဲမိသားစုတစုကဘူရာဇင်းကြံလမ်းအတိုင်းတဖြည်းဖြည်းလျှောက်လာခဲ့တာကိုမြင်ကြရပါတယ်အချိန်ကလည်းနှောင်းနေပြီဘူရာဇင်းကြံလမ်းမှာလည်းမီးလင်းရောင်မရှိသလိုယထာလမ်းမင်းမှာလည်းခြုံမုတ်တွေအုပ်ဆိုးနေတာမလို့မှောင်မဲနေတဲ့ကြာကအဲ့ဒီမိသားစု ဘလို့ကြောင့်ထိုနေရာကနေလမ်းလျှောက်လာတယ်လဲဆိုတာကိုဥသက်ကစဉ်းစားနေမိပါတယ်။အရင်မိသားစုအနီးနားကိုရောက်တော့မှအထုပ်ပိုးတွေနဲ့တွေ့ရတဲ့အတွက်ဖျားဘူးလာပြီးပြန်လာတဲ့မိသားစုဖြစ်လောက်မယ်လို့စိတ်ထဲကနေယူဆလိုက်ပါတယ်။အရင်နီးမှလည်းကြိုက်လက်ဖျားနဲ့ယထာလမ်းဘေးမှာတော့မန်ပြေရန်ပြေဖျားလည်းရှိတာကြောင့်ဖျားကပြန်လာခြင်းဖြစ်မယ်လို့ယူဆလိုက်ခြင်းဖြစ်ပါတယ်။သူတို့အနီးကိုရောက်လာတဲ့အခါမှာတော့ခုံပေါ်မှာလဲလျောင်းနေတဲ့ခွေးတွေက သူတို့မိသားစုဟာစိုက်ကြည့်ကထိုးအောင်ကြပါတယ်အချို့ခွေးများကတော့အတန်ရှည်ကြီးတွေဆွဲပြီးတော့ဆွဆွဲငင်ငင်ဥလိုက်ကြပါတယ်ဥသက်ကလည်းထိုခွေးတွေကိုလှန့်ထုတ်လိုက်တဲ့အခါမှာတော့ခွေးတွေဟာကုတ်ချောင်းချောင်းနဲ့ဇင်းညံလန်းတိုင်းထွက်ပြေးသွားကြပါတယ်မကြခင်အဲ့ဒီမိသားစုဟာဘူရာမှာရှိတဲ့ခုံတန်းရှည်လေးမှာဝင်ထိုင်လိုက်ကြပါတယ် အချင်းချင်းကလည်းစကားတွေပြောနေကြပြီးတဲ့နောက်မှာတော့ကလေးများကလည်းအချင်းချင်းစားနောက်နေကြပါတယ်။ဦးသက်တယောက်ကတော့လက်မှတ်ရောင်တဲ့အပေါက်ကလေးကနေသူတို့ကိုလှမ်းကြည့်လိုက်ပါတယ်။သူတို့ကဦးသက်နဲ့ပေ20ခန့်ဝေးတဲ့ထိုင်ကုန်လေးမှာထိုင်နေကြလျက်သူ့ကိုကြောပေးကစကားပြောနေကြပါတယ်။ရထားလာတော့မယ်လက်မှတ်မွယ်သေးဘူးလား။ ။ဦးသက်ကအဲ့လိုအတန်ပေးလိုက်ပြီးတဲ့နောက်မှာတော့လက်မှတ်ဖြတ်ပိုင်းလေးပေါ်ကိုတစိမ့်တုံးငုံပြီးတော့ထုနေစင်မှာပဲ။လက်တစ်ဘက်ကရထားလက်မှတ်ရောင်းတဲ့အပေါက်ကလေးမှဝင်လာကစပွဲပေါ်ရောက်လာပြီးတော့ဟိုဆန်းဒီဆန်းလုံနေပါတယ်။ဦးသက်ကလည်းအံ့ဩသွားပြီးတော့မော့ကြည့်လိုက်တော့မှထိုလက်ဖြူဖြူကြီးဟာသူ့စာရေးကိရိယာများကိုဟိုဆွဲဒီဆွဲလုံနေပါတော့တယ်။လက်ကြီးကလည်းမွေကြီးတကောင်လိုမျိုးပိန်ရှည်ရှည်ကြီးဖြစ်ကာ အရီလက်ကြီးကပိ20ဝေးမှနေထိုင်နေတဲ့မိသားစုထဲမှာရှိတဲ့မိန်းမဖြစ်သူရဲ့လက်ကြီးဖြစ်ကြောင်းတွေ့လျရပါတယ်။ဥသက်လည်းငေတန်ပအောင်អော်လိုက်ပြီးတဲ့နောက်မှာတော့လက်ထဲကပစ္စည်းတွေအကုန်ပစ်ချပြီးတော့မတ်တထရက်လိုက်ပါတယ်။အရီခါမှာတော့ခုံနှန်းလေးမှာထိုင်နေတဲ့မိန်းမဖြစ်သူကသူ့အားကြောပိလျက်ခေါင်းကိုပဲလှည့်ကြည့်တာကိုတွေ့လျရပါတယ်။ကြောပိလျက်သားနဲ့နောက်စီမှာမျက်နှာကြီးဖြစ်နေတာကိုသိလိုက်ရတာကြောင့်လူမဟုတ်မှန်းသိပြီးတော့ဥသက်လည်းဘူရိုင်ုံနဲ့ဝင်ပြေးကပုန်းနေမိပါတော့တယ်။ကြောက်ဖို့ကောင်းလိုက်တာနော်။အဲ့ဒါနဲ့ပဲသူကအလုထွက်သွားလား။ ဥရမင်းကစောင်ကြုံတွေကနေလမ်းမေးလိုက်ပါတယ်။သူ့လက်များဟာလည်းကြက်သိမ်းမွင်းကြီးနေထနေတာကိုတွေ့နေရပါတယ်။တခါတခါလိုင်းကန်းရှိတန်စကားတကားအပြင်ကိုကြောက်ကြောက်လန့်လန့်နဲ့လမ်းကြည့်နေတတ်ပါသေးတယ်။ဒီလောက်နဲ့တော့ဘယ်ပြေးမလဲကွာ။နောက်တခါထပ်တွေ့ပြန်ရောပြောပါအောင်ပါကြီးရဲ့တော်ပါအောင်မြင့်ရဲ့မင်းကြောက်နေပါအောင်မယ်။ဟာကျွန်တော်သိကျင်လို့ပါဗျ။အေးပါကွာ။နောက်တစ်ခေါက်ဖြစ်တာကတော့နောက်လူတယောက်ကွာ။အဲဒီညကမိုးညကြီးဖြစ်နေပြန်ပါတယ်။မိုးတဲတဲနဲ့လေတွေထန်နေတာကြောင့်လူပြက်တဲ့ဘူရာယုံကလေးမှာအလွန်ထိတ်လန့်မွေဖြစ်နေပါတယ် ဥသက်ကထိုအဖြစ်ကိုကြုံပြီးခဲ့ကညာဘက်တယောက်တည်းဘူရာမှာမဆောင်တော့ပါဘူး။လိုင်းငန်းထဲမှာသူနဲ့ဆွေမျိုးမကင်းတော်တဲ့အယက်သမားတယောက်ကိုအယက်တိုက်ရင်နဲ့ခေါ်ထားပြစ်ပါတယ်။အရီကောင်လေးကလည်းလက်ရဲဆက်ရဲဖြစ်ပြီးတော့တရေမကြောက်တတ်တဲ့သူကဥသက်ကစိတ်သက်သာရနိုင်မိပါတယ်။အရီအဖြစ်က6လခန့်ကြာပြီမို့ဥသက်တယောက်ကစိတ်ထဲမှာလည်းတိတ်မထားတော့ပါဘူး။မိုးကလည်းတဲလိုက်တာကွာ။ TV ကြည့်ရတော့ AC မကြည့်အောင်ဘာသံမှလည်းမကြအောင်။ဥသက်လည်းအဲ့ဒီလိုမျိုးညှဉ်းညူလိုက်မိပါတယ်။မိုးဆက်ကြတဲ့တန်တွေကစူညံနေပြီးတော့ဘူရာယုံလေးကမီးတွေလင်းနေပေမဲ့ ခြောက်ကြားပွဲကောင်းနေပါတယ်ခွေးလေးခွေးလွင်းတွေကတော့မိုးလုံးနဲ့ခုန်နှန်းလေးတွေပေါ်မှာခွေးကအိတ်ဆက်နေကြပါတယ်ယထာကြီးကဘူရာအတွင်းကိုစိုက်ကပ်လာသည့်ဖြစ်ရာဥသက်လည်းတက်ပြင်းချလိုက်ပြီးတော့အလံကလေးကင်ကဘူရာပြင်မက်ကိုထွက်ခဲ့ပါတယ်အဖော်ရအောင်ဟိုကောင်လေးကိုပါအတူတူခေါ်လာခဲ့ပါတယ်စကောင်းမောင်းနဲ့အတိတွေဖြစ်တာမလို့နှုတ်ဆက်ပြီးတဲ့နောက်မှာတော့ ဘူရာတဲကိုပြန်လဲဝင်ရန်လှုပ်လိုက်ပါတယ်အဲဒီချိန်မှာပဲယထာဘုံကနေမိသားစုတစုဆင်းလာတာကိုတွေ့လိုက်ရတာပါထိုမိသားစုကယထာဘုံကနေလမ်းလျှောက်ဆင်းလာခြင်းမဟုတ်ဘဲနဲ့ခြေောက်တွေမလှုပ်ဘဲလူတွေကြီးပဲယွေ့လာတာကိုသိလိုက်ရတာကြောင့်ဥသက်သွေးပြတ်သွားပြီဖြစ်ပါတယ်ဟေးဟာဟေးဟိုမောင်မသူနဲ့အတူပါလာတဲ့ကောင်လေးကိုပြောပြမယ်လေအဲ့ဒီကောင်လေးကအယုတ်ကြီးတရုတ်လိုမျိုးငြိမ်သက်ခါတနည်းအားကိုသာရက်ကြည့်နေပါတယ်ဥသက်လည်းအဲ့ဒီကောင်လေးကိုလုံနှိုးနေမိပါတယ်ဟေးဟာဟေးဟာဟာဟေးဟာ ။ဒါပေမဲ့လည်းအဲ့ဒီကောင်လေးကမျက်လုံးပွင့်လျက်သားကြီးနဲ့ကြောက်ရွံ့ကြီးတယုတ်လို့ဖြစ်နေရပါ။ဥသက်ကလုံနိုးရင်နဲ့စိတ်မရှိတော့ဘဲနဲ့အဲ့ဒီကောင်လေးကိုပါးနေနားရီရိုက်ပေမဲ့လည်းလုံးဝအသိစိတ်ကတော့ကတ်မလာခဲ့ပါဘူး။ဥသက်လည်းကြောက်ကြောက်နဲ့ထွက်ပြေးရန်လှုပ်လိုက်တော့သူ့ခြေထောက်ကမြေကြီးတွေနဲ့ကတ်နေတယ်လို့မျိုးဖြစ်နေပါတယ်။ခြေထောက်တွေကကြွလို့မရထလို့မရနဲ့ပါ။အဲ့ဒီခါကျတော့မှပတ်ဝန်းကျင်ကိုတေချာကြည့်မိပါတယ်။ စက္ကန့်ပိုင်းများဘူရာမာရက်နေတဲ့ယထာကြီးဟာစက္ကန့်ပိုင်းများဘူရာမာရက်ထားတဲ့ယထာကြီးဟာအခုချိန်ဒီပြတ်မထွက်သေးသလိုတတောက်တောက်ကျနေတဲ့ဒဇက်မိတ်ကရေတွေဟာလည်းရက်တက်နေပါတယ်။အဲဒီခါမှာသူ့နောက်ကနေတရွေ့ရွေ့ဖျက်ရှောက်နေတဲ့မိသားစုရဲ့အတန်တွေကိုကြားလိုက်ရပါတယ်။အဲဒီမိသားစုက6ရောက်တွေမလုပ်ဘဲနဲ့အယုတ်ကြီးတွေကိုရွှေ့တယ်လို့မျိုးရွေလျားနေပြီးတော့သူ့ဘေးကနေဖြတ်သွားကြပါတယ်။သူ့ကိုကြော်သွားတဲ့အခါမှာတော့ပထမတစ်ခါလို့ကြောပေးလျက်သားနဲ့ခေါင်းတွေကိုကြီးပဲလှဲ့လာပြီးတော့ သူ့ကိုကြည်ကဆက်လျှောက်သွားနေပါတယ်အဲဒီတော့မှတေချာကြည့်မိလိုက်တော့တမိသားစုလိုရဲ့ခြေဘွားတွေကလည်းနောက်ပြန်ရင်ဖြစ်နေပါတယ်ခြေဖနှောင်းကအရှိတ်ဘက်မှာရှိပြီးတော့ခြေချောင်းတွေကအနောက်ဘက်မှာဖြစ်နေရပါသူ့ကိုကြည့်တဲ့အကြည့်တွေကလည်းမျက်နှာသေးကြီးတွေနဲ့ဖြစ်နေပါတယ်ထိုမိသားစုကဇင်းညံလန်တိုင်းဂုံညော့တရားစီကိုရှောက်သွားရင်လည်းပျောက်ကွယ်သွားပါတယ်အရိခကြတော့မှမိုးရီဇက်တွေကြာတန်ကိုကြားလိုက်ရတယ်လို့ယထာကြီးရဲ့အိုအောဆွဲတန်ကိုလည်းကြားလိုက်ရပါတယ်မင်းမင်းမြင်လိုက်လားအာဦးလေးရလေဗျာကျုပ်ကဘာအောင်မြင်ရမှာလဲဗျာ တယဲမိသားစုလေကွာငါတို့ဘေးကနေဖြတ်သွားလေကောင်လေးကအလွယ်ရေရတဲ့ပြက်လုံးတစ်ခုလိုမျိုးသူ့ကိုကြည့်ကရေမောနေပါတယ်ဦးလေးဘာဖြစ်နေလဲအခုလေးတင်ရပဲစကောင်းမောင်းဦးလေးနှုတ်ဆက်ပြီးတော့ဘူရာတဲ့ပြန်ဝင်မလို့မဟုတ်ဘူးလားဦးသက်ကဘာမှမပြောတတ်တော့ပါဘူးတကူလုံးလည်းတုံရင်နေပြီးတော့ခြေလန်းကိုမနှဲလန်းကဘူရာအတွင်းကိုဝင်လိုက်မိပါတယ်သို့တော်လေဟိုကောင်လေးကပါဇက်တွေကိုပွတ်နေရင်းနဲ့ဘာဖြစ်လို့လဲမသိဘူးဗျာကျွန်တော်ပါးနေနာနေရပဲအဲ့လိုမျိုးရေရွတ်လိုက်ပါတယ် အဲ့ဒီလိုမျိုးပားနေနာနေရတော့တခြားမဟုတ်ပါဘူးဥသက်ကရိုက်ပြီးတော့နှိုးထားခြင်းကြောင့်ဖြစ်ပါတယ်တော်တော်ကြောက်ဖို့ကောင်းတာပဲဗျာကျုပ်တော်သူတို့မျက်လုံးနဲ့သူတို့အပြုံးတွေကိုပြန်မြင်အောင်လာတယ်လို့ပဲအေးကွာအဲ့ဒါနဲ့ဥသက်လည်းအလုတ်ကနေထွက်ပြီးတော့ရွာပြန်သွားတယ်ကွာရွာမှာလည်းမိမရသွားတော့အဲ့ဒီမှာပဲနေတော့တယ်ကွာဒါနဲ့ကျွန်တော်မသိလို့မေးချင်တာတရေတွေကအဲ့ဒီလိုအချိန်ကိုရပ်ထားလို့ရလားမဖြစ်နိုင်ဘူးတော့မဟုတ်ဘူးလေကွာတရေတစီတွေဆိုတာနှစ်တွေကြာလာတဲ့အခါထူးဆန်းတဲ့အစွမ်းတွေလည်းရလာတတ်ကြတယ် ဲဒါကြောင့်မလို့မင်းလဲထွက်ပြေးလို့မရခဲ့တာမဟုတ်လားဟုတ်ပါရဲ့ဗျာသူတို့ကအန်ဒီရမပေးဘူးဆိုပေမဲ့သူတို့မြင်တော့ကြောက်သားဗျာကျုပ်လိုတရေမကြောက်တဲ့အယုံကြီးမရှိတဲ့သူတော်မှလက်ပြလွတ်မတက်ဖြစ်ခဲ့တာပဲအေးပေါ့ကွာသူတို့မိသားစုလည်းတနာဖို့ကောင်းပါတယ်သူတို့ဝကြွေးမကုန်မချင်းတော့အဲ့ဒီနားမှာအဲ့ဒီလိုပဲတွာလာနေကြအောင်ပါပဲကံနှိမ့်တဲ့သူတွေနဲ့ဆုံတွေ့နေရအောင်ပါပဲဘာကြီးပြောခဲ့တဲ့စကားတွေကိုကြားလိုက်ရပြီးတဲ့နောက်မှာတော့ဥအောင်မြင်လဲခေါင်းငိမ့်လိုက်ခါအမတ်မတင်အိမ်ပြင်ဘက်ကိုလမ်းကြည့်မိလိုက်ပါတယ် အိမ်ပြင်ဘက်မှာရှိတဲ့တရက်ပင်ကြီးမှာလေတိုက်နေတာကြောင့်တရဲကြီးတကောင် ကနေတယ်လို့ထင်ရကလာချမ်းကွေးလေးဟာလည်းတရဲပြုံးလိုမျိုးကြောက်စရာကောင်းနေပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားပါပြီဗျဗီဒီယိုလေးကိုစုံနေဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်